က်73နဲ့76နဲ့အရွယ်မိန်းကလေးနှစ်ယောက်ကိုစစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်နေဆိုပြီးတော့စစ်မှုထမ်းရမယ်ဆိုပြီးတော့ဒီတောင်ကောင်းမြို့နဲ့သင်းဖြူကောင်းကြေးရမှာအေးတောင်ငံပေါ့ဗျာဘိုးကြီးအဲ့ဒီကောင်ကတော့ကျွန်တော်ခုနှမ်းမင်းစုံစမ်းစစ်ဖြစ်ပါတယ်အဲ့ဒီကောင်ကနေပြီးတော့ဖမ်းဆီးကိုဆောင်သွားပြီးတော့အသက်73နဲ့အရွယ်မိန်းကလေးကိုပိုက်ဆက်၄သိန်းတောင်းနဲ့နောက်တစ်ခါဒီအသက်76နဲ့အရွယ်မိန်းကလေးကိုငွေ9သိန်းတောင်းပြီးတော့ပြန်လှုပ်လိုက်ပါတယ်ခင်ဗျာဒီလိုခလေးသူငယ်တွေကိုဖမ်းဆီးပြီးတော့ ငွေကြေးတောင်းခံနေတာမျိုးကိုဒါကျတော့ဖုံထုတ်တာဖြစ်ပါလေ။အဲဒါကိုလည်းကျွန်တော်အနေနဲ့လုံးဝလက်ခံစားအကြောင်းလည်းမရှိပါဘူး။မိဖပြည်သူတွေလည်းလက်အဲပေါ့နော်လက်မခံတန်ဘူးလို့လည်းကျွန်တော်မြင်ပါတယ်။အဲ့တော့ကျွန်တော်ဒီလက်ရှိဖို့ထုတ်နေတာဒီကျွန်တော်ဒီအရခတက်တော် AA ကိုကျွန်တော်စိုးကနေတာမဟုတ်ဘူးကျွန်တော်ဒီလက်ရှိနေပြီးတော့အရခတက်တော် AA အစိုးရရဲ့လုတ်ဆောင်ချက်တွေကိုကျွန်တော်အရင်ကြိုက်တယ်မူဝါဒတွေကိုကျွန်တော်အရင်ကြိုက်တယ်ဒါမဲ့ကျွန်တော်အခုလက်ရှိကျွန်တော်ဒီနိုင်ငံရေးသမတ်တယောက်ဖြစ်တယ် ကျွန်တော်ဒီလက်ရှိနေပြီးတော့ဒီ YouTube channel ထောင်ထားတဲ့လူတယောက်လေးဖြစ်တယ်။အဲ့တော့ကျွန်တော်ကနေပြီးတော့ YouTuber တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အစိုးရမကောင်းအစိုးရအစိုးရလက်အောက်မှာမကောင်းတဲ့ကောင်တွေ့မကောင်းတဲ့ကောင်ကျွန်တော်ပို့ထုတ်မှာပဲ။ရှင်မမကောင်းရင်ရှင်မလက်မမကောင်းလက်မကျွန်တော်ပို့ထုတ်မှာဖြစ်တယ်။အဲ့တော့နောက်ထပ်ဆက်လက်ပြီးတော့လည်းကျွန်တော်ပို့ထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ကိုရှေရှာနေရနဲ့ပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့ကျွန်တော်တင်ပြပေးသွားမယ့်အကြောင်းအရာတော့ဒီကျွန်တော်လက်ရှိနေပြီးတော့ RX cut တက်တော်ထင်မှာ အမိကံအာနာယုတစုကိုကျွန်တော်ပို့ထုတ်တော့မှာဖြစ်ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီဟာကိုမပို့ထုတ်ခင်မှာကျွန်တော်အကြောင်းအရာလေးတစ်ချက်ကျွန်တော်ပြပြခြင်း ਨੇ အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကလက်ရှိနေပြီးတော့တိုလန်ရေးဆိုတာကအာနာရှင်ကိုတိုလန်တာဖြစ်တယ်ကျွန်တော်ပြည်သူပြည်သားတွေပုံမှာကျွန်တော်ဒီအခုလက်ရှိနေပြီးတော့ဒီပုံတော့ကျွန်တော်ပြည်သူပြည်သားတွေကို နိုင်တဲ့စီနေအနိုင်ကျင့်လုတ်လုတ်တဲ့အာနာရှင်ကိုတိုလန်တာဖြစ်တယ် ဒါကနံပါတ်1ပါနောက်ကနံပါတ်2ကကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ရက်ခကျွန်တော်တို့ဒီဘေးပြည်နေပဲဖြစ်ဖြစ်ပေါ့နော်ဘာလူမျိုးပဲဖြစ်ဖြစ်ကျွန်ကိုကြမာကိုဖန်တီးခွန့်ရဖို့အတွက်ကျွန်တော်တို့တော်လန်နေကြတာဖြစ်တယ်အဲ့တော့ဒီတော်လန်ရေးကာလမှာကျွန်တော်မလုတ်တင်တာတွေကျွန်ပြည်သူကိုအနိုင်ကျင့်မှုတွေပြည်သူပေါ်မှာနိုင်တဲ့စီးနဲ့လောက်တာတွေကိုကျွန်ချောင်ရှားတင်ပါတယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်ဖော်ထုတ်တယ်ဆိုတော့ကျွန်တော်လက်ရှိနေပြီးတော့ကျွန်တော်ဘေးတက်ဖွဲ့ ဘယ်ဘယ်သူ့ဥမာကျွန်တော်စော်ကားတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တခုပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကအပြုသဘောဆောင်တဲ့ဟာတွေကိုကျွန်တော်တင်ပြတာဖြစ်တယ်နောက်တစ်ခုကဒီလူတွေကိုဖို့ထုတ်ပြီးကျွန်တော်ထိထိရောက်အရေးယူနိုင်အောင်လဲကျွန်တော်တင်ပြနေတာဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့နေပြီးတော့ကျွန်တော်အနေနဲ့ကျွန်တော်ဟာရခိုင်လူမျိုးတစ်ယောက်ဖြစ်တယ်အဲ့တော့ရခိုင်ပြည်နယ်တွင်းမှာအာနာယူပြီးတော့အဲ့ဘောနော်ဒီလူတွေကိုစော်ကားတဲ့ဥမာပြည်သူလူထုအပေါ်မှာနိုင်တဲ့စင်နဲ့လောက်တာတွေပြည်သူလူထုအပေါ်မှာ မတရားဖိနှိပ်ရှုပ်ရှည်တာမျိုးတွေကိုကျွန်တော်အနေနဲ့လုံးဝမလိုလားပါဘူးကျွန်တော်အနေနဲ့လုံးဝဘောနော်ဒါတွေကိုနေပြီးတော့ဖို့ထုတ်တော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဟာနေပြီးတော့လက်ရှိနေပြီးတော့ကျွန်တော်တို့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရဲ့အာရခတ်ပြည်အတွင်းမှာအာရခတ်နိုင်ငံအတွင်းမှာကျွန်တော်တို့ရဲ့အာရခတ်ပြည်သူတွေအပေါ်မှာရောကျွန်တော်လက်ရှိနေပြီးတော့ဒီအာရခတ်ပြည်တွေမှာမှီတဲ့နေထိုင်နေကြတဲ့ရိုဟင်ဂျာတွေအပေါ်မှာရောဖိနှိပ်ရှုပ်ဆွေမှုတွေရှိလာခဲ့ရင်ကျွန်တော်အနေနဲ့ဖို့ထုတ်တော့မှာဖြစ်တယ်အဲ့တော့အဲ့တော့ နောက်ထပ်ဆက်လက်ပြီးတော့ဗီဒီယိုဒီမှာလည်းကျွန်တော်ဆက်ဆက်ပြီးတော့ကျွန်တော်ဖော်ထုတ်တော့မှာဖြစ်တယ်အဲ့တော့အခုလက်ရှိဟုတ်ပြီဒါဆိုကျွန်တော်တို့အခုလက်ရှိနေလို့ကြည့်ကြရအောင်အဲ့ပေါ်တော့ဒီကျွန်တော်ဖော်ထုတ်ခြင်းနဲ့အရာတစ်ခုရှိပါတယ်အဲ့တော့ဒါကိုကျွန်တော်အခုရှင်းရှင်းပဲကျွန်တော်အခုပဲကျွန်တော်နေပြီးဖော်ထုတ်ပေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အခုလက်ရှိနေပြီးတော့ပေါ်တော့ဒီအရင်အစိုးရခဲ့ပောက်တိုးမြို့နဲ့လက်ထောက်ပညာရေးမှုအောင်စိန်ထွန်းအခုကတော့ဒီပေါ်တော့ဒီကျွန်တော်တို့နေပြီးအရခတ်တက်တော့အပြည်သူဒီ ULA အစိုးရကခန်းထားတဲ့ ပေါတော်မြို့နယ်လေယာကော်မတီအောက်လေယာကော်မတီဥက္ကဋ္ဌဖြစ်နေတဲ့ဒီလက်ရှိအောင်စင်ထွန်းဆိုတဲ့ကောင်ရဲ့ဓာတ်ပုံဝင်တဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုဖိုင်မှာကျွန်တော်တင်ပေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော် အခုလက်ရှိဖော်ထုတ်သွားမယ့်အကြောင်းအရာတွေကတော့ဒီလက်ရှိနေပြီးတော့ကျွန်တော်အရခတ်တက်တော်အတွင်းမှာကျွန်တော်ရဲ့ရခိုင်သူရခိုင်သားတွေအပေါ်မှာနိုင်တဲ့စီနဲ့လုံနေတဲ့ကောင်တစုကိုကျွန်တော်ဖော်ထုတ်တာဖြစ်တယ်ပါလေခင်ဗျာ အဲ့တော့ဒါတွေကိုကျွန်တော်ထိထိရောက်ရောက်အရေးယူနိုင်အောင်ကျွန်တော်တို့လက်ရှိနေပြီးတော့ Arak Cup ပြည်သူအစိုးရအနေနဲ့လည်းထိထိရောက်ရောက်အရေးယူဖို့အတွက်ကိုလည်းကျွန်တော်အနေနဲ့တင်ပြပါရစေ။အဲ့တော့ကျွန်တော်ဒါကိုလည်းနေပြီးတော့ကျွန်တော်ဒါကိုနေပြီးတော့ Arak Cup ပြည်သူအစိုးရကိုကျွန်တော်နေပြီးတော့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒါကိုတပြည့်တော့အစည်းအဝေးခန်းစားသဘောမျိုးနဲ့ကျွန်တော်ရေးပြီးတော့ကျွန်တိုင်ကြောင်းမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ပြီဒါဆိုကျွန်တော်တို့ကြည့်ကြရအောင်နော်လက်ရှိနေပြီးတော့အရင်အစိုးရခက်တုန်းကပိုပြတ်ဒီအရေးဗမာအစိုးရခက်တုန်းကပေါတော်မျိုးနဲ့လက်ထောက်ပညာရေးမှုအောင်စိန်ထွန်းဆိုတဲ့လူဟာ ော်နော်ဒီလက်ရှိနေပြီးတော့အဲ့ဒီရှိန်တော့ဆိုလို့ရှိရင်မြို့နယ်တွေကနေကြောင်းဆရာဆရာမတွေကိုသူရဲ့သူရဲ့လာစာတဝက်စီယူတယ်ယူယူတယ်ပေါ့ဗျာယူပြီးတော့သူကဘာလဲကြောင်းကိုလာစရာမလိုဘူးဆိုပြီးတော့သူအဲကြောင်းကိုမလာခြင်းနဲ့ဆရာဆရာမတွေစီကလာစာတဝက်ယူတယ်ယူပြီးလို့ရှိရင်သူကဘာလဲဆိုတော့ကအဲပေါ့နော်ဒီကြောင်းကိုသူလာစရာမလိုအဲ့ဒီမှာဆယင်းအင်းလိန်ညာပေးခဲ့သူတုံးလို့ဖြစ်ပါတယ်အဲ့တော့ဒီပေါတော်မြို့နယ်လက်ထောက်ပညာရေးမှုအောင်စိန်ထွန်းဆိုတဲ့လူဟာပေါ့နော်ဒီတခြားဒီကျွန်တော်တို့ကျွန်တော်တို့အဲ့ဒီမှာနေပြီးတော့ရခိုင်တိုင်းရင်းသာ ဘာသာသင်ကြားဖို့အတွက်အလုတ်လျှောက်တဲ့ခါမှာလဲအဲပေါ်တော့ဒီလူတယောက်ကိုဒီဆရာဆရာမတယောက်ကိုငွေ9သိန်းကျပ်စီကို တောင်းယူပါတယ်အဲ့ဒီမှာဒီအဲ့ဒီမှာဒီတိုင်းရင်သားဘာသာသင်ဆရာဆရာမတယောက်ဖြစ်ဖို့အတွက်ကျွန်တော်သူ့ကိုပိုက်ဆံ9သိန်းပေးရပါတယ်ခင်ဗျာဒါအပြင်ဒီဆရာမငငယ်ရှိုးရှိုးလေးတွေနဲ့လဲသူကနေပြီးတော့ဗျာပွေသူတယောက်လည်းဖြစ်ပါတယ်တနည်းအားဖြင့်ဗမာစကားနဲ့ပြောတဲ့ဗျာပွေသူပေါ့တနည်းအားဖြင့်ပြောလို့ရှိရင်တော့ဒီကောင်ကနေပြီးတော့မိန်းမလိုက်စသူပေါ့ဗျာမိန်းမလိုက်စသူတယောက်လည်းဖြစ်ခဲ့ပါတယ် အခုအခါမှာတော့သူဟာနေပြီးတော့ ULAA ကနေပြီးတော့ခန့်ထားတဲ့ပေါက်တော်မြို့နယ်လေယာကော်မတီဥက္ကဋ္ဌတယောက်ဖြစ်နေပါလေအဲ့တော့သူဟာလက်ရှိနေပြီးတော့ဒီလေယာအမှုအခင်ဖြစ်တဲ့အခါမှာအဂတိလိုက်စားပြီးတော့ငွေကြေးတွေတောင်းယူနေတာတွေကိုကျွန်တော်နည်းနည်းစုံစမ်းသိရှိရပါတယ်ခင်ဗျာနောက်တစ်ခုကဒီငွေငွေတွေတောင်းယူပြီးတော့သူဟာနေပြီးတော့ဆက်စေးသူဘောဒီအမှုကိုဆုံးဖြတ်တယ်ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်နည်းနည်းကြားသိရပါတယ် အဲ့တော့ तू ဟုတ်ပြီဒါဆို तू ဘယ်လိုနေရာမှာအပေါ်တော့ငွေကြေးတွေတောင်းခံပြီးတော့အာငွေကြေးတွေတောင်းယူပြီးတော့အမှုကိုဆုံးဖြတ်နေလဲအဂရီလိုက်စားပြီးတော့ဘယ်လိုဆုံးဖြတ်နေလဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပါမယ်အဲ့တော့ဒီအဲ့ဒီမှာနေတော့ပောက်တော်မြွတ်နဲ့တေမောင်းရှောင်းကြေးရွာမှာဦးသိန်းထွန်းအောင်ဆိုတဲ့လူတယောက်ရှိပါတယ်သူကနေသူ့မှာလေလုတ်ဖို့အတွက်ရခိုင်ကလေးရပဲဟိုးအရင်ကလေးရပဲပေါ့နော်သူကဒီရှောင်းကိုဖြတ်ပြီးတော့သူကစီဖို့တယ်အဲ့ကဒီလိုစီဖို့တဲ့ခါမှာဦးသိန်းထွန်းအောင်ရဲ့ဒီလေအထက်မှာ ဒီပေါ့နော်လေးအထက်ပိုင်းလောက်မှာပေါ့ဗျာလောက်ကင်နေတဲ့ဒီလေးပိုင်းရှင်စိန်ကြိုသိန်းဆိုတဲ့လူတယောက်ရှိပါတယ်အဲ့ဒီစိန်ကြိုသိန်းဆိုတဲ့လူကဥသိန်းထောင်းအရင်ကလုတ်ခဲ့တဲ့ဒီလေရဲ့ချောင်းကို ဖြတ်ပြီးတော့ဆေသွဖို့တယ်ဒါကသူကအထက်ပိုင်းကဆေဖို့လိုက်တော့ဥသိန်းထောင်းအောင်ကလေလုံးလို့မရတော့ဘူးအဲရေမရတော့ဘူးရေမရတော့တဲ့ခါချောင်းလေလုံးလို့မရတော့ဘူးဒါကုန်နေပြီးတော့ဥသိန်းထောင်းအောင်ကအဲ့ဒီမှာဒီကျွန်တော်တို့ပေါက်တော်မြို့နယ် ပေါ့နော်ဒီအရင်ကလက်ထောက်ပညာရေးမှူးဟောင်းအောင်စိန်ထွန်းပေါ့ဗျာအခုတော့ဒီ ULAA အစိုးရခန်းထားတဲ့ပေါက်တိုမြို့နယ်လေယာကောင်မဏီဥက္ကဋ္ဌဆိုတဲ့ကောင်ကိုတွားတိုင်ပါတယ်။တွားပြီးတော့တိုင်တဲ့ခါမှာအဲ့ဒီကောင်ကနေပြီးတော့အမှုကိုဆုံးဖြတ်တဲ့ခါမှာအဲ့ဒီမှာနေပြီးတော့ဒီအာပေါ့နော်ဒီအဲ့ဒီမှာဒီဒီအမှုကိုသူဆုံးဖြတ်တဲ့ခါမှာဒီစိန်ကြိုသိမ့်ဆိုတဲ့လူစီကနေပြီးတော့ငွေကြေးတွေရယူပြီးတော့ဒီတိုင်ကြတဲ့ဒီပထမဦးဆုံးတိုင်ကြတဲ့ကိုသိန်းထွန်းအောင်ကို အရေးယူပြီးတော့အရှောင်းပေးခဲ့တာကိုလည်းစောင့်ဆန်းသိရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာဘာလို့ပြောချင်တာဒီလက်ရှိနေပြီးတော့ဒီကျွန်တော်အာရခတက်တော့အေအာရခတက်တော့အေပေါ့ဗျာလက်ရှိနေတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့အာရခပြည်သူအစိုးရလက်အောက်မှာဝန်ထမ်းလုပ်နေတဲ့ဒီလိုကောင်မျိုးတွေအခရိလိုက်စားတဲ့ကောင်မျိုးတွေရှိနေတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်ဖော်ထုတ်ခြင်းဖြစ်ပါတယ်နောက်ထပ်အမှုတွေလည်းရှိပါသေးတယ်အဒီကောင်ဟာနေပြီးတော့အာပေါ့နော်ဒီအခု လက်ရှိဒီသူတို့ဒီလေယာမြေဂန္ဓာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမတုံမတရားအဲဒီလေမြေတွေကိုတင်းစီတာတွေအဲပိုက်ဆံပေးတဲ့လူကိုအနိုင်ပေးလိုက်တာတွေဒါမျိုးတွေကိုလုံနေတယ်လို့လဲကျွန်တော်အနေနဲ့စောင်စမ်းသိရှိရပါတယ်ခင်ဗျအဲ့တော့ဟုတ်ပြီဒါကတခုပေါ့နော်ဒါကနေပြီးတော့ဒီဟာကနေပြီးတော့ဒီလက်ရှိအရင်အစိုးရခက်တောင်းကပေါက်တော်မျိုးနဲ့လက်ထောက်ပညာရေးမှုလောက်ခဲ့တဲ့ဒီပေါ့နော်ဒီအဲနှာဘူးကောင်ပေါ့ဗျာနှာဘူးကောင် အဲတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့နေပြီးတော့အဘယ်လိုကုန်အဂတိလိုက်စားနေတဲ့ကောင်အောင်စိန်ထွန်းဆိုတဲ့ဆိုသူအကြောင်းကိုဒါကျွန်တော်မိဘပြည်သူတွေသိအောင်ဖော်ထုတ်တင်ပြသွားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနောက်တစ်ယောက်ကျွန်တော်တို့ဒီ9ရက်9လ2025ရက်နေ့ကတောင်ကုန်းမြို့ကနေပြီးတော့ရန်ကုန်မှာကြောင်းသွားတက်ဖို့လိုက်ပါလာတဲ့အသက်73နှစ်နဲ့76နှစ်အရွယ်မိန်းကလေး2ယောက်ကိုအသက်73နှစ်နဲ့76နှစ်အရွယ်မိန်းကလေး2ယောက်ကိုစစ်မှုထမ်းဥပဒေနဲ့အကြောင်းဝင်နေဆိုပြီးတော့ စစ်မှုထမ်းရမယ်ဆိုပြီးတော့ဒီတောင်ကောင်းမြို့နဲ့သင်းဖြူကောင်းကြည့်ရမှာအေတာဝန်ခံပေါ့ဗျာဘိုးကြီးအဲ့ဒီကောင်းကောင်းတော့ကျွန်တော်အခုနှမ်းမင်းစုံစမ်းစစ်ဖြစ်ပါတယ်ကျွန်တော်နှမ်းမင်းကိုစုံစမ်းနေပါတယ်နှမ်းမင်းစုံစမ်းရတဲ့ခါမှာကျွန်တော်ဆက်လိုက်ပြီးတော့ဖို့ထုတ်ပေးပါဦးမယ်ခင်ဗျာအဲ့ဒီအဲ့ဒီမှာနေပြီးတော့အေအေတက်တာဝန်ခံပေါ့ဗျာအဲ့ဒီကောင်ကနေပြီးတော့ဖန်းစည်းကိုစုံသွားပြီးတော့အသက်73နဲ့အရွယ်မိန်းကလေးကိုပိုက်ဆက်၄သိန်းတောင်းနဲ့နောက်တစ်ခါဒီအသက်16နဲ့အရွယ်မိန်းကလေးကိုငွေ9သိန်းတောင်းပြီးတော့ ပြန်လှုပ်လိုက်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဟိုတန်ထဲကပြောခဲ့သလိုပေါ့ဗျာဒီလက်ရှိစမှုထဥပဒေမှာအကြောင်းမဝင်တဲ့ဒီလိုခလေးသူငယ်တွေဖမ်းဆီးပြီးတော့ငွေကြေးတောင်းခံနေတာမျိုးကိုဒါကျွန်တော်ဖို့ထုတ်တာဖြစ်ပါတယ်အဲ့တော့ဒါကိုလည်းကျွန်တော်အနေနဲ့လုံးဝလက်ခံစားအကြောင်းလည်းမရှိပါဘူးမိဖပြည်သူတွေလည်းလက်အဲပေါ့နော်လက်မခံတန်ဘူးလို့လည်းကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်ဒီလက်ရှိဖို့ထုတ်နေတာဒီကျွန်တော်ဒီအာရခတက်တော့ AA ကိုကျွန်တော်စိုးကားနေတာမဟုတ်ဘူး ကျွန်တော်ဒီလက်ရှိနေပြီးတော့ arakat.a အစိုးရရဲ့လုတ်ဆောင်ချက်တွေကိုကျွန်တော်အရင်ကြိုက်တယ်မူဝါဒတွေကိုကျွန်တော်အရင်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အခုလက်ရှိကျွန်တော်ဒီနိုင်ငံရေးသမားတယောက်ဖြစ်တယ်ကျွန်တော်ဒီလက်ရှိနေပြီးတော့ဒီ YouTube channel ထောင်ထားတဲ့လူတယောက်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်ကနေပြီးတော့ YouTuber တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အစိုးရမကောင်းအစိုးရအစိုးရလက်အောက်မှာမကောင်းတဲ့ကောင်တွေ့မကောင်းတဲ့ကောင်ကျွန်တော်ပို့ထောက်မှာပဲရှင်မမကောက်ရင်ရှင်မလက်မမကောက်လက်မကျွန်တော်ဖို့ထောက်မှာဖြစ်တယ်အဲ့တော့ နောက်ထပ်ဆက်လက်ပြီးတော့လေကျွန်တော်ဖို့ထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒါလက်ရှိနေပြီဒီတောင်ကုန်းမြို့နယ်သင်းဖြူကောင်းကျေးရွာမှာ9ရက်9လကဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကိုဒါကျွန်တော်ဖို့ထုတ်နေတာဖြစ်ပါတယ်အဲ့တော့ဒီလိုငွေကြေးတောင်းခံတာမျိုးတွေဟာဒါဟာနေပြီးတော့လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့လောက်ရက်မျိုးနဲ့တူနေတယ်ဆိုတာလေးကိုလည်းဒါကျွန်တော်အနေနဲ့ထပ်ဆက်ပြီးတော့အသိပေးလိုပါတယ်အဲ့တော့အဲ့တော့ဒီလိုလူမျိုးတွေကိုကျွန်တော်ထိတိယောက်ယောက်အေးအေးယူနိုင်အောင်ကျွန်တော်ကျွန်တော်တို့ဒီတာဝန်သိပြည်သူတွေကနေ ပြီးတော့ဒါတင်ပြရမှာဖြစ်ပါတယ်ဖို့ထုတ်တားဆီးရမှာလည်းဖြစ်ပါတယ်ဒီလိုလောက်ရမျိုးတွေကိုဆက်လက်မလုတ်ဆောင်နိုင်ဖို့နောက်ထပ်လူတွေလည်းမလုတ်ဖို့ဒါကျွန်တော်တို့ကလည်းတားဆီးရဖြစ်ပါတယ်အဲ့တော့ငါကတော့နေပြီးတော့အေအေကခံထားတဲ့ဘိုးကြီးအငါကတော့ငါငါကတော့အေအေကခံထားတဲ့ဘာယာထူးကြီးกว่าဆိုပြီးတော့အနိုင်ကျင့်ဖို့ပြည်သူတွေကိုအနိုင်ကျင့်ပြည်သူတွေကိုဗိုလ်ကျနှိမ့်ဆက်ညှင်းပန်းနေတဲ့အမြေခံလူတစုကိုကြောင့်ကျတော်ရဲ့အရခတ်တက်တော့အရခတ် ပြည်သူအစိုးရဟာတိုက်ခါကြားသွားနိုင်တယ်ဆိုတာလေးကိုလည်းဒါကျွန်တော်ဒီနေရာနေပြီးတော့တင်ပြလိုပါတယ်။အဲ့တော့ကျွန်တော်နောက်ထပ်ဆက်လက်ပြီးတော့ကျွန်တော်ရဲ့ဒီပို့တော့နောက်ထပ်ဒီမတရားမှုမှန်သမျှကိုလည်းကျွန်တော်ဆက်လက်ဖော်ထုတ်သွားအောင်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုဝိုင်းရန်ကြည့်ရှုပေးကြဖို့လည်းဒီနေရာနေမြတ်တရားခံရင်းနဲ့အားလုံးကိုနှုတ်ခွန်းဆက်တာဂါရတ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ